မြောက်ကိုရီးယားရဲ့စိုက်ပါရာဇဝတ်မှုတွေအကြောင်းပြောရရင်လေအဓိကကတော့နိုင်ငံတော်ကအားပေးထောက်ပံ့ထားတာပါအစိုးရကသူ့ရဲ့စိုက်ပါစွမ်းရည်တွေကိုအရှူလုပ်ငန်းတွေငွေကြေးဖူးယူမှုတွေနဲ့ယူဟာမြောက်စီးရီးရီမန်းချက်တွေအတွက်အသုံးချနေတာပါနိုင်ငံရဲ့ထိတ်တန်းစိုက်ပါတပ်ဖွဲ့မှာလူပေါင်း9000လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်သူတို့ကစစ်တပ်နဲ့ကင်ဂျုံဝွန်ရဲ့လူဝက်လုံးဂျုံရဲ့အဖွဲ့ဖြစ်တဲ့ထောက်လန်းရေးထွေထွေဘူရိုရဲ့ထိန်းချုပ်မှုအောက်မှာလုပ်ကင်နေတာပါ အဓိကစိုက်ပါရာဇဝတ်မှုအဖွဲ့တွေနဲ့တန်တရားရှိသူတွေကတော့ Hidden Lazarus Group ဆိုတဲ့အဖွဲ့ပါ2014 Sony ရုပ်ရှင်ကုမ္ပဏီကိုထောက်ထွင်းတိုက်ခိုက်တာ2019 Warner Cry Software နဲ့တောင်းယူတာ2020ခုနှစ် SC Infinity ကနေဒေါ်လာ650တန်းတန်မှုရှိတဲ့ cryptocurrency တွေကိုခိုးယူလာတွေလိုမျိုးနာမည်ကြီးတိုက်ခိုက်မှုတွေနဲ့လူသိများပါတယ် Enderio ဆိုတဲ့အဖွဲ့ကတော့တောင်ကိုရီးယားရဲ့အခြေခံအဆောက်အုံတွေနဲ့ငွေကြေးအဖွဲ့အစည်းတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တဲ့နေရာမှာအဓိကထားပါတယ်။ APD 38ဆိုတဲ့အဖွဲ့ကတော့ cryptocurrency တွေကိုခိုးယူတာမှာအထူးပြုပါတယ်။2024ခုနှစ် DNN Bitcoin ကနေဒေါ်လာ308တန်းခိုးယူတာမျိုးကိုသူတို့လုပ်ခဲ့တာပါ။ ID ကျွမ်းကျင်မှုအဆင့်ကတော့ မြောက်ကိုရီးယားဟက်ကာတွေကအရန်ကျွမ်းကျင်ပါတယ်များသောအဖြစ်ပြည်တွင်းအထူးတင်နန်းတွေမှာလေ့ကျင့်ပေးထားပြီးတချို့ကရုရှားနဲ့တရုတ်နိုင်ငံတွေမှာလည်းတင်နန်းတက်ကြပါတယ်သူတို့ကလူမှုရေးဆိုင်ရာလှည့်စားမှုတွေအားနည်းချက်တွေကိုအသုံးချပြီးတိုက်ခိုက်တာတွေထောက်ပံ့ရေးကွင်းဆက်တိုက်ခိုက်မှုတွေလိုမျိုးခင်မီနီးပြူဟာတွေကိုအသုံးပြုကြပါတယ်စိုက်ဘာတိုက်ခိုက်မှုတွေကိုဘလို့လေးထားလဲဆိုတော့တရှူလုပ်ငန်း မြောက်ကိုရီးယားရဲ့စိုက်ပါလုပ်ငန်းတွေရဲ့80ရာခိုင်နှုန်းကျော်ကထောက်လန်းရေးအချက်လက်တွေစုဆောင်းမှုရည်ရွယ်ပါတယ်အထူးသဖြင့်နျူကလ িয়ার နဲ့ဒုံးကျည်နည်းပညာတွေအပေါ်မှာပါငွေကြေးခိုးယူမှု cryptocurrency တွေကို ခိုးယူတာကအဓိကအာရုံစိုက်ထားတဲ့အရာပါအစိုးရရဲ့နျူကလ িয়ার စီစဉ်ရဲ့ထက်ဝက်လောက်ကိုဒီနည်းနဲ့ရန်ပုံငွေရှာနေတာပါ အနောက်ရှက်ပေးခြင်းအရေးကြီးတဲ့အခြေခံစောက်အုံတွေနဲ့မီဒီယာတွေကိုတိုက်ခိုက်တာပါဥပမာ2011ခုနှစ်တောင်ကိုရီးယားစနစ်တွေကို DDoS တိုက်ခိုက်မှုတွေလုပ်တာမျိုးပေါ့မြောက်ကိုရီးယားရဲ့စိုက်ဘာဗျူဟာကသူ့ရဲ့အမျိုးသားလုံခြုံရေးနဲ့စီးပွားရေးရှင်သန်မှုတွေမှာလက်လက်ဆိုင်ဆိုင်ထည့်သွင်းထားတဲ့အတွက်ကြောင့်အမြဲတမ်းနဲ့တိုးတက်ပြောင်းလဲနေတဲ့ချင်းချောက်မှုတစ်ခုဖြစ်နေပါတယ်။ Bible hack အကြောင်းပြောရရင်လေ2025ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာ လုပ်ခဲ့တဲ့ Bible hack ဟာ ။တမိုင်းမှာအကြီးဆုံး cryptocurrency ခိုးယူမှုပါမြောက်ကိုရီးယားဟက်ကာတွေကပထရုံတိုကင်ဒေါ်လာတတမ5ဘီလီယံခိုးယူသွားတာပါဒီတိုက်ခိုက်မှုကိုမြောက်ကိုရီးယားရဲ့ထောက်လန်းရေးထွေထွေပြူရိုနဲ့ဆက်ဆက်နေတဲ့နိုင်ငံတော်ကအားပေးထောက်ပံ့ထားတဲ့ hacking အဖွဲ့ဖြစ်တဲ့ Lazarus Group ကလုပ်တာလို့သတ်မှတ်ထားပါတယ်။ဟက်ကာတွေက Pipe အသုံးပြုတဲ့အခမဲ့တူလောင်ရေး software ကိုအသုံးချပြီးဖြစ်ရှင်းတဲ့ malware တွေကိုပေါင်းစပ်ပြီးဝင်ရောက်ခွင့်ရခဲ့ပြီးငွေလွှဲပြောင်းမှုတွေကိုပြောင်းလဲခဲ့ပါတယ်။ 48နာရီအတွင်းမှာခိုးယူထားတဲ့ရန်ပုံငွေဒေါ်လာတန်160ကိုငွေဖြူလုပ်ခဲ့ပြီးဖေဖော်ဝါရီ26ရက်နေ့မှာဒေါ်လာတန်400ကျော်ကိုရွှေ့ပြောင်းခဲ့ပါတယ်။ဟက်ကာတွေကတက်တွန်းကို Bitcoin နဲ့တခြားပိုင်ဆိုင်မှုတွေအဖြစ်ပြောင်းလဲပြီးခြေရာခံရခတ်အောင်ကွင်းဆက်ဖြတ်တံတားတွေနဲ့ဗဟိုချုပ်ကင်မှုရှော့ချထားတဲ့လဲလှယ်မှုတွေလိုမျိုးနီလန့်တွေကိုအသုံးပြုခဲ့ပါတယ်။ ဒီခိုးယူမှုကမြောက်ကိုရီးယားရဲ့ခေတ်မီစိုက်ပါစွမ်းရည်တွေနဲ့သူ့ရဲ့နျူကလ িয়ার နဲ့စီရေးအစီအစဉ်တွေကိုရန်ပုံငွေရှာဖို့အတွက် hard currency ခိုးယူမှုတွေအပေါ်အာရုံစိုက်ထားတာကိုဒီမောက်ထုတ်ပြပါတယ် FBI ကမြောက်ကိုရီးယားရဲ့ပအဝင်ပတ်သက်မှုကိုအတည်ပြုပြီးဒီတိုက်ခိုက်မှုကိုအရင်ကနိုင်ငံတော်ကအားပေးထောက်ပံ့ထားတဲ့ crowd to ခိုးယူမှုတွေနဲ့ဆက်ဆက်ပေးထားပါတယ်